အနက်လေးကမွေးနေပါတော့။သူအဆက်ရောအထုံရောအနေရောပုံစံမျိုးပေါ့နော်။ကောင်းမြင်မောင်းလို့လေသူကအာပလုံးလေးထင်တယ်ပလုံးလေးနဲ့ထင်တာအထဲမှာဆိုလို့ရှိရင်ကောင်းမြင်ကိုအိတ်ကလေးနဲ့ထည့်ပူပူနွေ့နွေ့လေးပေါ့နော်။အခုချိန်ဒီပူနေတော့မယ်။သူ့ရဲ့အာဒီမာလာအနှစ်ရဲ့အညာသာအဲ့ကြက်သားထဲမှာကြက်ရဲ့အသားထဲမှာစိတ်ဝင်ရဖြစ်တဲ့အတွက်ကြောင့်မစားတာ။အရာတော့ပူကောင်းတယ်ပေါ့နော်။ခမင်းလေးကလည်းကောင်းမြင်လို့လို့ဒီဒီစီထမင်းလို့လို့ပုံစံမျိုးလေးအရာတော့ပြော။ မသိရင်ဒီမှာကြည့်အောင်တမောဒီတောင်လေးလိုပဲဒါချင်စော်ကားဒီတောင်လေးကျွန်တော်တွေပါကြည့်ပါကျွန်တော်တွေပါကြည့်ပါအားလုံးပဲမင်္ဂလာပါ။လာပြီအခုပေါ့နော်ဒီရှမ်းရှမ်းတာလေးဆိုရက်စိုင်းလေးရောက်နေတာပါ။အာဒီစိုင်းလေးကကြတော့လေဒီ FMI ဝင်အတွင်းမှာပေါ့။အဓိကကဒီ FMI ရဲ့ main ပေါက်ကနေဝင်လာလို့ရှင် city map တွေ့လိုက်မယ်အဲ city map ကိုကြော်ပြီးတော့နည်းနည်းလေးအဲ9-6ယောက်လောက်ပေါ့နော်ကြော်လာလိုက်လို့ရှင် design လေးရှိတယ်အဲ design မှာဆိုလို့ရှင်ကျိုင်းလုံးဘက်ကအဓိကရှမ်းအစားစားရည်လေးရတယ်လို့ပြောတယ်ပြီးတော့သူ့ရဲ့အဓိက main ကဘာလဲဆိုလို့ foreign လောက်တဲ့မလာဟင်းအနှစ်ကိုလည်းအရန်စိတ်ဝင်စားနေလာခဲ့တာပေါ့နော်အဲ့တော့လာပြင်းနဲ့အတူတူလိုက်ပြီးတော့လေးလာလို့ရတယ်အဲသိစနာလေးလာပြင်းမင်းမယ်ပြီးတော့ပြီဆိုလို့ရှင်အရသာလေးမြည်ကြည့်မယ်ပေါ့နော်လိုက်ခဲ့ကြနော် မမင်္ဂလာပါမင်္ဂလာပါရှင်မဟုတ်ကဲ့ပါမအာညီမတို့ဒီ MC ကနေပြီးတော့ဗောနဒီဇိုင်းလေးစားကောင်းနေဆိုလာခဲ့တော့အရှင်ဆုံးညီမတို့ပရိသတ်တွေကိုမိတ်ဆက်ပေးပါမဟုတ်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါမနာမည်လေးပြပြပေးပါလားညီမနာမည်ကဖြူဖြူစင်ပါရှင်ဟုတ်ကဲ့ပါမမလာအနှစ်ကောင်အမ ကိုယ်တိုင်ဘယ်လိုကိုယ်တိုင်ချက်တာရှင်ဟုတ်ပါလားဟုတ်ဟုတ်ကိုယ်တိုင်ချက်တဲ့အခါမှာအဆက်တို့အထုံတို့ရောအဆက်လည်းပုံမှန်အထုံလည်းပုံမှန်မဟုတ်ဒီဘက်ကလူစားနိုင်တဲ့အနေထားပေါ့မဟုတ်ဟုတ်တယုတ်ဒီဘက်ကလာတဲ့ဟာကြောင့်အထုံလည်းပိုပိုထုံတော့ဟုတ်တော်ရုံလူမစားနိုင်အဲ့အထုံကိုကြိုက်မိရတယ်မစားကျင်တော့အဲ့လိုဖြစ်တယ်အဲ့ကြောင့်မို့ဒီဘက်ကညီမအဲ့ဒီဟာတွေမကတ်ဆင်းပြီးတော့ပေါ့လူတိုင်းစားနိုင်တဲ့အနေနဲ့ထားမျိုးလုပ်ပြီးတော့ရတာပြင်ထားတာဟုတ်ခုနအရသာလေးနည်းနည်းလေးစမ်းကြည့်ရနော်ဖွင့်ပြီးစမ်းကြည့်လိုက်ရအောင်အနံ့လေးကမွေးနေတာပဲနော် တော့အဆက်ရောအထုံရောအတေးရောပုံမှန်မျိုးပေါ့နော်ပုံမှန်လောက်ထားဆိုလားဒီအရသာလေးနည်းနည်းမြည်ကြည့်မယ်အရန်လည်းမဆက်ဘူးအထုံလည်းအရန်မပါဘူးပြီးတော့မှအထုံရတာလေးကဖြည်းဖြည်းချင်းလိုက်လာတာပေါ့နော်အဲ့တော့ဒီမာလာရှန်ကောအနှစ်ကို taste လေးကိုစမ်းကျင်နေဆိုလို့ရှိရင်တို့ဒီသက်သက်ပေါ့နော်ဘူးလေးနဲ့ရောင်းပေးနေရမျိုးလေးရှိတယ်ဒါမှမဟုတ်ဒီဆိုင်မှာလာပြီးတော့မှစားကျင်နေဆိုလို့ရှိရင်လည်းတို့လုတ်ပေးနေပေါ့နော် ဒီမာလာနှစ်နဲ့ကြော်ပြီးစားလို့ရတဲ့ကစုံရက်ကြော်လေးရဲ့နောက်အကြက်တောင်မှအပျော်လေးကိုမှမာလာနှစ်လေးနဲ့ရောကြော်ထားတာလေးရဲ့ပုံမှန်ထောင်းဆိုင်မှာတိတ်မတွေ့ရတဲ့ချင်းစော်ကားတီထောင်းလို့ပါလို့မာလိုက်တယ်နောက်မုံညင်းချင်းတုပ်ပေါ့မုံညင်းချင်းတုပ်ကလည်းမုံညင်းကသူတို့ကိုယ်တိုင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဖိအောင်သားလို့အဲ့ဒါလေးလည်းမာလိုက်တယ်ရှမ်းဆန်တုပ်ဘူးလို့ပြောရရှမ်းဆန်တုပ်ဘူးကသူတို့ကတုပ်ကိုပို့ပြီးတော့စားတယ်လို့ပြောတယ်အရင်နဲ့လည်းရတယ်အဲ့တော့ကောင်းမြတ်မကလည်းအာဒီရိုးရဲကနေပြီးတော့မှ ရိုးရကောင်မြင်ကိုသူကပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့အရသာတော့ဒီပုံမှန်လာပြုတ်ဒီရရတဲ့ကောင်မြင်နေတော့နည်းနည်းတော့ကွာမယ်လို့ထင်တယ်။ရှမ်းထမင်းဝါလို့ပြောတယ်။ထမင်းဝါကကြောရှမ်းအစားစားအဲဒီဘက်ကလူတွေစားလို့ရအောင်လို့တော့အရသာကိုပြန်ပြီးတော့မှပြောင်းပြီးတော့အဲရောင်းလာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်။လာပြုတ်အရသာတော့လာပြုတ်ဒီဘက်ကလူရဲ့အာဒီကဒွင်းနဲ့လိုက်ဖက်အောင်လို့သူတို့ပြန်ပြင်ပြီးတော့ဗောနော taste ကိုအစမ်းထပ်ပြီးတော့လုပ်ထားဆိုတော့အဆင်ပြေမဲ့ဖြစ်ပါတယ်ဒါလေးလေး ။ဒါပြင်မှားထားတဲ့ menu လေးတွေကတော့အဆုံးရပြီပေါ့နော်။ဒါအီးခန့်နေတော့ဒီအင်လက်လေးနဲ့ဖဲလိုက်တာနဲ့ရရပေါ့နော်။ဒါလေးကိုအနှစ်ကလေးနဲ့တို့မယ်။မနက်လေးကမှုန်းနေရတယ်။ကြောက်အရင်လောက်ပါလား။အရာသာနယ်လေးလေးရပေါ့နော်သူ့ရဲ့အာဒီမာလာအနှစ်ရဲ့အရာသာအဲ့ကြက်သားထဲမှာကြက်ရဲ့အသားထဲမှာစိတ်ဝင်နေရဖြစ်တဲ့အတွက်ကြောင့်မို့စားတာအရာတော့ပိုကောင်းတယ်ပေါ့နော်အသားကလည်းနူးအိနေတဲ့အတွက်ကြောင့်မို့ဒါပြီးစားတဲ့အခါမှာ အာပို့ပြီးတော့အဆင်ပြေတယ်သူကအရာသာလေးမှလည်းသူ့ရဲ့အနှစ်ရဲ့အရာသာပို့ပြီးတော့ပေါ်တာပေါ့ဒါတော့ခြေစောကားလေးတွေပေါ့နော်မသိရင်လေအာမသိရင်ဒီမှာကြည့်အောင်ဟိုတမော်ဒီတောင်းလေးလိုပဲဒါခြေစောကားလေးတောင်းပေါ့နော်လာပြတော့ကတိတ်မချင်ဘူးညတော့အချင်ကြိုက်တော့လေတားလိုက်တဲ့အချိန်မှာခြင်တဲ့အရာသာလေးရရဲပြီးတော့ သူကငရုသီးနဲ့ထောင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့အဆက်အရသာလေးကပြီးတော့မှပေါ်လာတာညလုံးတွေပါကြီးကျဲပါညလုံးတွေပါကြီးကျဲပါမုံညင်းချင်တာတခြားအငန်ဒီအဆက်တွေဆိုတဲ့သူကမုံညင်းချင်ရဲ့အရသာပို့ပြီးတော့ပေါ်တယ်မုံညင်းချင်ရဲ့အရသာရဲ့မုံညင်းရဲ့လက်ဆက်တဲ့အရသာရဲ့အငရုသီးရဲ့ဆိုတော့စားလို့ကောင်းတယ်ပေါ့နော်နော်ရှမ်းသမင်းဝါလေးကိုတစ်ချက်မြည်ကြည့်ချလိုက်မယ်သမင်းလေးရတယ်ကောင်းညင်းလိုလိုဒီဒီစီသမင်းလိုလိုပုံစံမျိုးလေးအရသာလေးရောအဲ့ဒါလေးရဲ့ပေါ်ခင်းချင်တဲ့အရသာလေး ျွမြလေးကြိုက်ပြီးစားလိုက်တဲ့ချိန်မှာစိမ့်စိမ့်လေးပေါ့နော်အဓိကတော့ချွချိုစိမ့်စိမ့်လေးငါးတောင်လေးထည့်ပြီးစားမယ်ဆိုလို့ရှိရင်အချိုရဲ့အစိမ့်ရဲ့အဆက်ရဲ့စုံသွားပါဒါပေမဲ့ तू ကချိုတဲ့ဘက်ကိုပို့ပြတ်သွားတယ်ဒါဂျာလေးကကြတော့ तू အရင်နဲ့ပေါ့နော်အရင်လေးနဲ့လှုပ်ထားဆိုအကုန်လုံးရောနေပြီတော့ဒါပြီးမြေးကြည့်ကြည့်လိုက်မယ်ပန်ကပိအအရသာလေးပါနည်းနည်းချင်းပြုံးပြုံးချင်းချင်းလေးပေါ့နော်အရင်ချင်တာမျိုးမဟုတ်ဘူးနည်းချင်းပြုံးပြုံးအဲ့ဘယ်လီကိုသွားရပေါ့နော် အဲ့တော့အရှမ်းဒီတုံမှုနဲ့ဒီလိုအရေလေးကြိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါလေးကို try ကြည့်လို့ရတယ်။ပြီးရင်နောက်တစ်ခုဒီဘက်ကတို့စားလို့ရတဲ့ဟာလို့လည်းတစ်ချက်မြင့်ကြည့်ကြည့်လိုက်အောင်ပါ။တို့စားတာကကြတော့လေတို့ဘူးရဲ့အရာသာပေါ့နော်။ပို့ပြီးတော့ပေါ်တယ်။ပြီးတော့ဒီအနှစ်ရဲ့ online စားတဲ့ခါကျတော့ငါပြတော့အရေနဲ့ဒီတို့စားရတယ်ဆိုလို့ရှိရင်မဟုတ်ကိုယ့်ရဲ့အကြိုက်အရာဆိုလို့ရှိရင်တို့စားတာပို့ပြီးတော့သဘောကျတယ်။တို့ဘူးရဲ့အရာသာပို့ပြီးတော့ရရလို့ခံစားရလို့လေ။ဒါပြတော့ဒါလေးကိုပို့ပြီးသဘောကျတယ်။ကောင်းမြတ်မောင်းလို့လေသူတို့အာ လုံးလေးထင်တယ်ပလုံးလေးနဲ့ထင်တာအထဲမှာဆိုလို့ရှိရင်ကောင်းမြင့်ကိုအိတ်ကလေးနဲ့ထည့်ပူပူနွေ့နွေ့လေးပေါ့နော်အခုချိန်ဒီပူနေတော့မယ်ကောင်းမြင့်ကမမာပဲနဲ့ကောင်းမြင့်စံကြောကမမာပဲနဲ့စားတာအီအီနေတာအရင်လည်းပျော့ပျော့ပြပြေးမဟုတ်အရင်လည်းမမာကြီးမဟုတ်အနေတော့ပဲသူကရိုးတရားကောင်းမြင့်စံကိုသုံးတာလို့ပြောတယ်ဒါလေးကိုမာလာအနှစ်လေးနဲ့တွဲစားကြည့်ကောင်းမြင့်လေးကိုဒီမာလာအနှစ်ပူရဲရပါတော့နော်အနှစ်ကလေးနဲ့ရောစားမယ်မာလာအနှစ်လေးနဲ့ အဲ့ဒီကောင်ကြီးကိုလေမာလာအနှစ်နဲ့ရောစားလိုက်တဲ့အချိန်မှာလေစီစီပိုင်ပိုင်နဲ့စိတ်နဲ့အရာလာလေးရယ်မာလာအနှစ်ကအငန်တက်လေးရယ်ဆိုတော့စားတာရောရောသွားတဲ့အခါမှာလိုက်ဖတ်တယ်ပေါ့နော်စားလို့အရင်ကောင်းတယ်ဒီထမင်းကိုဟင်းအနှစ်နဲ့နေပြီးတော့ကျက်သားကြော်လေးနဲ့စားလိုက်ရတယ်လို့ပဲပေါ့နော်စားလို့တော်တော်ကောင်းတယ်သူကပြီးတော့ကောင်ကြီးကစိတ်စိတ်လေးနဲ့စီစီလေးဆိုပို့ပြီးတော့စားလို့ကောင်းမှာပေါ့နော်ရေရိုထမင်းတက်စားလို့ရှင်ဘာသာပြန်လို့ဖြစ်တယ် အဲ့လာပြချင်းချင်းဆက်ဆက်တွေစားပြီးသွားပြီဆိုတော့ရိုးရရွှင်ရင်းလေးနဲ့အချို့တဲမယ်ပေါ့နော်။နို့အုံးလို့ရတာပေါ်တယ်။အုံးလို့ရတာစိမ့်စိမ့်လေးရယ်။အထက်ကတာကူစီလေးကတ်လိုက်တဲ့ချင်းအစ်ချီအစ်ချီလေးနဲ့ကဲအခုတော့လာပြီစားကျင်နိုင်လဲစားပြီးသွားပြီ။ဘိုက်လည်းတော်တော် တင်းသွားပြီ။အာထုံးစံတိုင်းပေါ့နော်။လာပြီအာဒီ site လက်ဆိုင်စားပြီးလို့ရှင် review လေးအမြဲပြောရဲပေါ့နော်။ ခုနစားကြည့်ရတဲ့မှာဆိုလို့ရှင်လာကြည့်ဒီဆင်ဆော်ကားဒီထောင်းလေးရဲ့နောက်အာသူတို့ဒီမာလာအနှစ်နဲ့ပေါ့နော်စက်သားကြော်လေးရဲ့အဲအဲ့နောက်ခုတော့အရန်သဘောကြတယ်အာပြီးတော့အာဆိုင်လေးရလည်းတသက်ရက်လေးနဲ့အဲချက်တာပြုတ်တာလည်းတန်ရှင်းနေပေါ့နော်တန်ရှင်းတဲ့အတွက်ကြောင့်မလို့အာ rating ကိုတော့လာပြေ4 page နဲ့အရသာပိုင်းကလည်းအာလာပြေအကြိုက်နဲ့လည်းတွေ့ရဲ့ စားလို့လည်းကောင်းတယ်တော်တော်များများလည်းတွက်နေသူရတာအရန်ကောင်းတဲ့အတွက်ကြောင့်မလို့အရသာပိုင်းကို rating 4ပေးကြပါတယ်နောက်တစ်ခုကတော့ဈေးနှုန်းပေါ့နော်ဈေးနှုန်းကလည်းသူက fair ဖြစ်တယ်ပြီးတော့ တပွဲမှာလို့ရှိရင်နှစ်ယောက်လောက်ပေါ့နော်စုပြီးတော့တကယ်လည်းစုစားလို့ရမိသားစုလိုက်စုပြီးတော့စားလို့ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အာဒီဇင်းနုံမိုင်းကိုလည်း rating အနေနဲ့ပေါ့နော်လာပြီး4ပေးချင်ပါတယ်အဲ့တော့ဒီ season လေးမှာဆိုလို့ရှိရင်လည်းတကယ်စားလို့ကောင်းမဲ့ဆိုင်လေးတွေအရသာရှိတဲ့ဆိုင်လေးတွေပဲရွေးချယ်ပြီးတော့ပေါ့နော်လာပြီးလက်ညွန်ပေးနေတာပါအကဲကိုအနေနဲ့အဲကိုတိထားတဲ့ဆိုင်ကောင်းလေးတွေတွေ့ထားရဆိုလို့ရှင်လဲအောက်မှာ comment လေးပေးပြီးတော့လက်ညှိုပေးလို့ရပါတယ်။နောက်ပြီးတော့အခု တင်ဆက်ပေးနေတဲ့အစီအစဉ်လေးမှာပေါ့နော်လွယ်ချက်လေးရှိသွားရဆိုလို့ရှင်လေအားလုံးပဲနားလည်ပေးကြဖို့ပြောချင်ပါတယ်ကဲဒါဆိုရင်တော့အားရအခုအစီအစဉ်လေးကိုဒီမှာရည်နာပါမယ်အားလုံးပဲတက်တာ